ီဒုတိယ campaign လေးလုပ်မယ်ဆိုတော့ဘာလို့သွားတတိယလဲဆိုတော့မင်းကိုနိုင်ရေးခဲ့တဲ့ကြပြားလေးတစ်ပုတ်ရှိတယ်နောက်ဆုံးအပိုက်လူတွေမဆိုထားနဲ့ဇီဝဆိုးငှက်ကလေးများတော့အာနာဖီဆန်ခဲ့တဲ့မျိုးမတရားသိမ်းခံရတဲ့အိမ်ကိုမပြန်စတဲ့ငှက်တိုက်တွေကိုမအံစတဲ့အာခံခဲ့တဲ့မျိုးအဲ့ဒါတနင်္လာတည်းရဲ့ဘိမ့်မျိုးဖြစ်ပါတယ်အဲ့ဒီအချိန်ခါတော့ဒါကိုအာနာရှင်တန်းရွှေနေပြီးထိန်းချုပ်ထားတဲ့အချိန်အဲ့ဒီအချိန်တော့ကဘိမ့်မျိုးရဲ့ အိမ်ကြီးတဲ့အိမ်ကိုဇေဝဇုံးငှက်ကလေးတွေလာပြီးနားတယ်တကောင်စနှစ်ကောင်စသုံးလေးငါးကောင်တွေအကောင်တွေများလာပြီးတော့ညက်တိုက်တွေအန်ခဲ့တယ်အဲ့ဒီညက်တိုက်လေးတွေပြန်လဲထုတ်ရောင်းရင်လည်းအဲ့အိမ်ရှင်ကကြီးပွားလာတယ်အေးအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ဒါကတိုက်ပြရထွက်တဲ့တစ်တောထွက်တဲ့တစ်တောတန်ရာဇာရပစ္စည်းတွေမလို့အဲ့ဒီအိမ်ကိုထိန်းချုပ်ပြလိုက်တယ်အဲ့ဒီအချိန်မှာဘာဖြစ်သွားလဲဆိုဇေဝဇုံးငှက်တွေအလုံးကငှက်တိုက်တွေမအံ့ဖဲနှောင်းလဲအဲ့ဒီအိမ်ရဲ့နေထွက်ခွာသွားကြတယ် အဲသက္ကသလည်းနှီးပေါင်းစုံနဲ့ပညာရှင်ပေါင်းစုံနဲ့ညက်တွေပြန်လာအောင်နှီးပေါင်းစုံနဲ့ခေါ်လဲငှက်တကောင်းမှပြန်မလာခဲ့သူတို့လှုပ်လို့မရတော့ဘူးဆိုလက်မှန်ချပြီးဒီအင်းကပြန်ထွက်ခွာပြီးနောက်နေမှာပဲဇီဝစိုးငှက်ကလေးတွေကဒီအေကိုပြန်လာခဲ့လူတွေမပြောနဲ့ဇီဝစိုးငှက်တရားဒီသက္ကသကိုစီရီယန်လုတ်တယ်ဆိုတာကိုတက်တည်ပြန်လိုက်တာပဲအဲ့ဒါလေးကိုသဘောကျပြီးဦးလိုကနေပြီးတော့ဝင်းစိုးမှုဇီဝစိုးဆိုတဲ့အိုက်ကံပေးလောရတာပါ